ကိုအားပေးနှားဆင်နေကြသူများအားလုံးမင်္ဂလာပါရှင်။ဆရာကြီးတင်မောင်မြင့်ရဲ့ညွေကန်နာအပိုင်း9ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။တင်မောင်မြင့်ညွေကန်နာအပိုင်း9စိုက်ပျိုးရေးလုပ်ငန်းရှင်တယောက်၏မိန်းမသည်အကြီးဆုံးဂျွန်ဖြစ်သည်ဟူသည်ဆိုရိုးစကားအတိုင်းဖြစ်အောင်လုပ်မည်ဟုဝတ်တိချမြိုင်စောင့်မပြီးခင် တလအလိုလောက်ကလေးကဂျူဒီဆုံးဖြတ်ခဲ့သည်။ချင်းရင်ချီရင်နှင့်အချုပ်အလုံးကိစ္စများမှဆား၍ပန်းဥယျာဉ်ထိမ့်သိမ့်ပြုပြင်ရေးထိကြီးကြပ်ကွက်ခဲ့ရမည်။ ပြီးတော့ညစာစားပွဲတွေစိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးများမြို့မြနယ်ဖုံးများအားလုံးဖီလီအပေါင်းအသင်းများဖြစ်နေကြပြီမိတ်ဆွေတွေကိုဖိတ်ခေါ်ကြွေးမွေးကြနိုင်ဝါသနာထုံးသည့်လင်တော်မောင်ကိုပါရမီဖြစ်ရပေမည်ဝတိချမြိုင်တွင်အင်ဂျယ်လေးအပါဝင်အစီကံ9ရောက်ရှိသည်သူတို့အားလုံးအလုံးနှင့်လက်ပြက်သည်မရှိကြလှုပ်ရှားရရာပြီးဆုံးသည်မရှိသူတို့ကိုဂျာဘာကြီးထာမဟောယူလိုက်ခြင်းဖြစ်၍ပြင်သစ်စကားသာတက်ကြသည်ဒီနေရာတွင်လည်းအင်ဂျယ်လေးအတုံးဝင်နေပြန်သည်သူသာစကားပြန်လုံးမပေးလျင်ဘာအလုံးမျှပြင်းမည်မဟုတ်တော့ အင်ဂျယ်လစ်သည်အလွန်တော်သည့်အိမ်ပေါ်ဖြစ်သူမသိတာဟုရပါမျှမရှိကရဝေးရွက်ကိုနေမပြဘဲအရိတ်ထဲတွင်အချောက်လန်းတတ်၏အမုံကျိတ်တတ်၏ချင်ကိုက်သည့်နေရာတွင်အစိတ်ဖြစ်ရန်ထင်းယူသားမှအစီထုတ်တတ်၏ခုတလောခေစားနေသည့်သမင်းပုံစံမျိုးကိုဂျူရီဤကောင်းမော်တွင်မုံမုံမောက်မောက်ပြုပြင်ပေးတတ်သည်မဲနေပင်တွင်စီကရောက်လာသည့်နှံကောင်းတွေကိုမြည်သည့်ပိုသက်စေတုံးပြီးနှင်းနေရမည်ကိုလည်းဂျူရီအားသင်ပေး၏ ခရင်တွေကိုတနစ်လျင်နှစ်ကြိမ်တစားစီဖြုတ်ပြီးပြဓာရီတို့ကိုစီစဉ်သူမှလည်းအင်ဂျက်လစ်ပဲ။ဘာအတွက်လဲမေးကြည့်တော့ကျဘိုးတွေမတွေ့အောင်ပေါ့မမလေးဟူခတ်တူးတူးဖြီသည်။ဂျူးတွေတွေးလို့မရနိုင်အောင်ဖြစ်နေသည်။ဒါရပုံမွားထူပြောသည်လူဝီစီယာနာကိုလူတွေပါလို့နေပံပုံတမျှမမောနေကြတာပါလေ။အိမ်မကြီးတဲ့တွင်သားမကအစီကံအဆောင်ကခရင်တွေကိုပါဂယုတဆိုင်ပြဓာမပြတ်တုတ်ခိုင်းသည်။အင်ဂျက်လစ်ပြောသည့်အတိုင်းတနစ်နှစ်ကြိမ်ကြတော့ဖီလီညီးလာသည် တရားစီရကြီးလာသည်မဟလားတရားဘိုးနဲ့ငါတော့မွေးမှာပဲတယ်လေဒီမင်းကလေးတလောက်မှမသိလေရောဒလားဒီပစ္စည်းကပြည်ရင်းပြမဟုတ်ဥရောပမှာတွင်လာသည်ပစ္စည်းမျိုးပြည်နယ်အရရမှာအင်္ဂလိပ်ဆန့်ကျင်ရေးပုံကံမှုတွေစပြည့်ကြတဲ့အတွင်းကုန်စည်းနှုန်းတွေတုံးစားတက်သွားသည်ဒီအကြောင်းပြောတော့ဂျူဒစ်ကစက်ကောင်းစိတ်မခံပြန်ပြောသည်ပြင်သစ်ကလာတဲ့ဝိုင်းရောအကိုနေတိုင်းတောင်းနေတာကြတော့ထဲ့မပြောဘူးလားဂျူဒစ်ကအင်တန်ရှင်းရေးလုပ်နေတာရှင့်တားကလေးနဲ့ပခက်ထဲမှာမနေ့တိုင်းပိုးကောင်မွားကောင်နေအုံညင်းဖွဲ့နေတာအကိုမြင်ညံ့သလား ဂျပူးနေနေတာတော့ဟုတ်ပါပြီ။ဒါပေမဲ့ပြင်သစ်ဝိုင်းမတိုက်ပဲအမိရဲ့ညစာစားပွဲတွေမှာအပေါ်စားအိမ်နင်းမြင်လိမ့်မော်ဝိုင်းထုတ်တိုင်းဘဲအဲ့တယ်မှလာမှာမဟုတ်တော့ဘူး။ဂျပူးနေဝိုင်းဘယ်ဟာအရေးကြီးလဲအခုပြော။ဒုက္ခပါပဲ။မင်းဟာပိုးကောင်မွားကောင်ကိစ္စနဲ့ပတ်သက်လိုက်အဖြစ်ကိုသေးတယ်။ဒီအကြောင်းကိုဒီလိုပြောလာသည့်အတွက်ဂျူတီဒေါသထွက်လာသည်။ဆူတောင်းတိုင်းဖြစ်မလာတော့ကလေးမွေးသည်ညအကြောင်းပြန်ဖို့ပြီးနှုတ်လန်ထိုးမိတော်သည်တကားဘုံကနေဆွဲပိတ်ပြီးဖီလစ်အခန်းထဲမှထွက်သွားသည် ူထွက်သွားသည်ကိုကြည့်ပြီးဂျူးရီဒေါသလည်းဖြစ်ရ၏။ကြည်လဲကျင်နေ၏။ဒီလက်နှစ်ကိုအပိုင်ကိုင်းပြီးတိုက်ပွဲဝင်ရမည်ဟုလည်းဂျူးရီနားလည်လိုက်၏။တိုက်ပွဲဆင်ပြီးသည့်အတွက်လည်းဝမ်းသာနေ၏။မဟုတ်ကြတွင်ဒုတိယကလေးကိုဝင်ရှိလာတော့ပထမအကြိမ်ကိုတတိယပြီးလန့်နေမိပြန်သည်။ဘလို့မများတက်တီမွေး၍မရ။သူထုတ်ပြောလိုက်လျင်ဝမ်းသာအားရာဖြစ်အောင်မြေမုတ်ချဟုဂျူးရီတွက်ထားလိုက်၏။သူမွေးရမှာမဟုတ်ပဲဟု။ထင်းသည့်အတိုင်းပဲဖွင့်ပြောလိုက်တော့ အဲ့ဒါမင်းဘာလို့စိတ်ပြက်လက်ပြက်ဖြစ်နေရတာလဲမင်းဘဝတစ်ချက်လုံးဒီတယောက်ထဲနဲ့ကျင်းနေနေတော့မှလားဒီမစားခဲနဲ့ရယ်နှစ်ယောက်သားညစာစားတော့မြည်ဆဲဆဲဖြစ်သည်ဂျူရီကအနှာရှူဘူးဆောင်းကြီးအောင်ကြီးခြာလဲလှဲ့နေသည်နာမုံနေထွက်လာပြီးတခွီးခွီးခြေတော့သည်အားရအောင်ခြေပြီးမှအကူကအနေဆုံးစိတ်မကောင်းတဲ့အကြောင်းတော့ပြောမယ်ထင်နေရအော်မင်းကလေးရယ်ကလေးရမှာဘာလို့စိတ်မကောင်းဖြစ်ရမှာလဲကွာဓာတ်ထဝန်းသားစရာကောင်းတာဘာရှိလို့လဲကောင်းပြီလေဒီတယောက်မွေးပြီးရင်တခြားစီအိမ်မယ် ဂျူဒီခက်ပြက်ပြက်ပြောချလိုက်သည်ဖီလီခဏတွေ့သွားသည်မင်းအဲ့ဒီလိုမပြောမရင်ကိုသိကျေးဇူးတင်ပါပဲဂျူဒီဂျူဒီရုပ်ချီးသူ့စီပြေးသွားသည်ဂျူဒီတောင်းပန်ပါတယ်အကိုရဲ့တကယ်စိတ်ထဲရှိလို့ပြောမိတာမဟုတ်ပါဘူးဖီလီရဲ့သည်အကိုသိပါရဲကွာမှန်းမင်းအသက်ဘယ်လောက်ရှိသွားပြီလဲနိုဝင်ဘာထဲမှာ18နှစ်ပြည့်မယ်လေအင်းအသက်20လောက်ရောက်ရင်ခုလိုစိတ်လက်မှန်ပါလောက်တာလေးတွေပျောက်သွားကောင်းပါတယ်နော် ဂျူဒီအလေးအနက်ကောင်းနေနေဂျူဒီစူးစားပါမယ်ကိုရဲ့ဒီနောက်ပိုင်းတွင်ဂျူဒီစိတ်ကိုတတိကြီးစွာထားပြီးတည်ငြိမ်အောင်စူးစားသည်စိတ်ရှိရှိထားသည်သို့တော့အခါခက်တဲ့အောင်မြင်သည်တော့မဟုတ်တာဝန်တွေကိုလည်းကြည်အောင်လေလူဆရာတွေကပြီးဆုံးခန်းတိုင်းသည်မရှိအမှုကိစ္စအပြင်နောက်ကလေးအတွက်အဝတ်အစားတွေအနည်းရယ်တွေချုပ်လို့ပြင်ဆင်နေရပြီတဖြူတော့အရင်လည်းမကြခနာသွားကြည့်ပြရသေးသည်ခုလိုအမေရင်ကိုပြန်ကူပေါ်ရသည့်အတွက်အဖေနှင့်ကာလတ်တို့နှစ်ယောက်ဂျူဒီကိုကျေးဇူးတင်မဆုံးဖြစ်နေကြသည် သို့တော်မူကြလာပြီးလမ်းတွေဆိုးလာတော့ခါဂျူဒစ်မသွားနိုင်တော့ပဲအင်ဂျယ်လစ်ကိုပဲလှုပ်ရတော့သည်ဒီနေ့တစ်ဖြူတော်မှအပြန်အင်ဂျယ်လစ်ကမန်နင်ကာလက်တို့နှစ်ကောင်းထိုင်တာရှိကြမိုးကုံရင်တစ်ဖြူတော်အင်ကြီးလည်းပြီးတော့မြည်ကြဂျူဒစ်ကိုပြောပြနေသည်တစ်ဖြူတော်ကိုအုပ်ချုပ်ဖို့မိမတယောက်ကလိုးနေပြီအင်ဂျယ်လစ်ကာလက်မိမယူဖို့ကောင်းနေပြီအင်ဂျယ်လစ်ကရဲပြီးအကူလေးကာလက်ကအားလုံးအသင့်ဖြစ်မှယူမဲ့လူမျိုးမမလေးရဲ့အင်ဂျယ်လစ်တယောက်အင်္ဂလိပ်စကားကိုတွတ်တွတ်လက်လက်ပြောနိုင်နေပြီ ကပလီအင်စီမတွေပြောသည်လေတန်းနှင့်မတူအောင်သူစူးစမ်းပြောသည်အထင်းကဒေးဗစ်ကလေးကိုခေါ်လာပေးသည်ဂျူဒီလှမ်းယူပြီးရွှေအောင်စပင်နုနုလေးတွေကိုနမ်းလိုက်သည်ငါနောက်တစ်ယောက်မဝင်ဒေးဗစ်လောက်လှပါအောင်မလားအင်ဂျယ်လေးရဲ့ဒါကတော့ဘုရားသခင်ပေးသနာတဲ့အတိုင်းပေါ်မမလေးရဲ့အင်ဂျယ်လေးကအင်ဂျီအိတ်ထဲမှာယုံချတော့ကလေးတစ်ခုထုတ်ပေးသည်တစ်ဖြူတော့အင်ဂျီကလေးတစ်ယောက်ကမမလေးကိုထည့်ပေးလိုက်တာတောက်ကြနေတဲ့ကောင်ရံမှာပြစ်လို့ရတဲ့ယုံတကောင်ရဲ့ဘယ်ချစ်တော့မမလေး မမလေးရဲ့အရာအမထားရပါတဲ့မွေးလို့ဖွားလို့လွယ်တယ်တဲ့ဂျူဒီကရဲပြီးလှမ်းယူရင်းနင်းအဲ့ဒါယုံလိုက်ရင် မသိဘူးလေမမလေးဒါမှမဟုတ်လောရတာပြမန်းတာမှလို့မွေးကနေကြရင်မမလေးရဲ့အင်ကြီးထဲမှာထည့်ထားပါတဲ့အီလီကောင်းပြီဂျူဒီကယုံချစ်တော့ကိုအင်ကြီးထဲထည့်ထားလိုက်သည် အင်ဂျယ်လေးကအကိုလေးကိုတော့ပြန်ပြန်ပြောနေတော့မမလေးတက်တယ်မပြနိုင်ဘူး။ तू ကဘာမှယုံမလို့မျိုးမဟုတ်ဘူး။သို့တော့ဖီလစ်ကဂျူဒစ်ကောင်းမဲ့ထင်ရင်လို့ဟုပြောမှသိကြပါသည်။ သူကိုယ်တိုင်လည်းအလုပ်တွေခြားလက်ပဲလျောင်ရှုပ်နေပြီဒီနေ့တာအစားဆုံးအကြောင်းအရာမှာကံရိုးရန်ပြင်းနေမှာတပုံများအကြောင်းဖြစ်သည်ဒီအကြီးအခင်ဘယ်တော့များမှာပြီးမလဲမပြီးရင်လူဝီဇီယားနာကိုဘယ်လိုလှိုင်းပုတ်လာနိုင်တယ်လဲအမေရိကန်များနဲ့အလွမ်းတင်သော New Orleans စပိန်ဘရင်ခံကညညပိုင်းမှာပြည်သူ့ချအလိုတော်ကြီးများနဲ့ကုန်သွယ်မှုဖြတ်တောက်ပစ်လိုက်သည်အင်္ဂလိပ်ပိုင်းထဲမှာစိုက်ပျိုးရေးလုပ်ငန်းရှင်များထံမှလည်းစိတ်ကန်းငွန်တွေတိုးကောက်မည်ဟုကြေညာလိုက်သည်အင်္ဂလိပ်ဘက်တော်သားတွေနဲ့ပြင်သစ်အတိုင်းဝိုင်းတွေပလောရိုက်သွားသည် နယူးအော်လီယန်မှာဂျာဗာစီအကုတ်စာထဲမှာပါသည့်အတိုင်းနိုင်ငံရေးကနိုင်ငံရေး၊ကုန်သွယ်ရေးကကုန်သွယ်ရေးထားတင်နေ။စပိန်နဲ့အင်္ဂလန်သည်ရွှေလန်းငွေလန်းဖောက်နေသောနှစ်နိုင်ငံဖြစ်ပါလျက်အန်ဇာကားဆိုသည့်ဘီယင်ကန်ငတုံးကြောင့်အနောက်ဖလော်ရီဒါနဲ့နယူးအင်္ဂလန်တို့စစ်တိုက်ရောက်ရမလို့ဖြစ်နေပြီ။ပြင်သစ်ကုန်သွယ်တို့သည်အင်္ဂလိပ်ကုန်ပစ္စည်းများလျင်ဘဝပြတ်ကုန်တော့မည်။အလားတူစိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးများအနေဖြင့်လည်းဈေးကွက်ပြတ်လျင်ငတ်ကြဖို့ပဲရှိသည်။အခွန်အတုပ်တိုးမြင့်လိုက်ခြင်းသည်လည်းသူတို့အားလုံးကိုတွေ့ဝိုက်စွာထိခိုက်လေသည်။ မိမိတူတဲ့အနေဖြင့်မူထုံးစံအတိုင်းလှေတွေစုံစင်းလာစေမည်။ဘယင်ကန်ကဝင်နှောက်လျင်ဒါဒါချင်းလှန်လှန်ချင်းရင်ဆိုင်မည်ဟုရေးလာသည်။စာပါအကြောင်းအရာများတွင်ဆွေးနွေးကြရသည့်အများကြီးရှိသည်ဟုဖီလစ်ကယူဆသည်။သို့တော်တကယ်တကယ်တွင်ဘာမှမစင်စားတော့ဘဲမဲနယ်တွေအပြည့်တင်ပြီးနယူးအော်လီယန်တို့ကိုရိုင်းခိုးသွင်းမည်ဆိုသောအခါဂျူဒစ်တားရတော်သည်။အိုမိသွားရင်ဘယ်နဲ့လုပ်မလဲအကိုရဲ့။ကလေးရဲ့အကိုသားထက်ဆွန်စားရတဲ့လူတွေလုတ်ခဲ့ဘူးပါတယ်။မင်းကိုမင်းသားကြမ်းမအောင်လေ။ နယူးအော်လီယန်မှာအောင်မြင်စွာပြန်ရောက်လာသည်ဒီတွင်မှမျက်ရည်တွေ့တွေ့ကြပြီးဂျူဒီဟင်းချနိုင်တော့သည်ဘာဖြစ်သေးလဲအကိုဘာမှမဖြစ်ပါဘူးလွယ်လွယ်လေးပါနယူးအော်လီယန်ကိုညချိန်ဝင်တယ်ဂုံတွေညရင်းချင်းချတယ်ကိုတော်နဲ့ညရင်းချင်းတွင်းပြီးပြီပေါ့ဘာအခေါ်မှမပေးကြရအောင်ဒီအန်စာကဆိုတဲ့ကောင်ကအလကားနားလပိန်းတော့ပေးနေကြစိတ်ကန်းကိုတော့မပေးကြရအောင်နောက်ဆိုဒီလိုပဲမှန်ကုန်တင်ကြတော့မယ်သူစိတ်ကန်းပြင်မှုပတ်စံအောင်သူရတော့မှာမဟုတ်ဘူးတကယ်ရှိရတယ်သူကရေရေမော့မော့ပြောနေသည် ဂျူရီတက်ပြင်းချရင်ခေါင်းရမ်းနေ။သူကအရာရန်ကိုရဲစရာအဖြစ်သာမြင်တတ်သူ။အန်ရယ်နဲ့နီးလီသူရဲစရာလုပ်လေ။မိသားလျင်ကြိုးပေးခံအမိကိစ္စကြတော့သူကောင်းနဲ့တခါမျှဝင်ဟန်မတူ။သို့တော့သူဒီလိုစွန့်စားရပြင်ဝေါ်တာပါဆယ်ကိုမြေဘိုးတွေခြေနိုင်ငယ်ချင်းဖြစ်၍ဂျူရီကျေးဇူးတင်ရပြန်သည်။ဒါကလည်းဂျူရီစွတ်တိုက်တွင်းရဲ့ဆက်ချင်းဖြစ်၏။သူကအိမ်အတွက်ကျွန်တွေထွက်ဝဲအောင်မြင်တကယ်လည်းလုပ်နေသည်။ဂျူရီတင်သည့်အလုပ်ကိုရှက်စရာအဖြစ်နားလည်ထားသည့်ဂျူရီကသူ့ကိုမနှဲဖြောင်းမြယူပါသည်။ ဖီလီဟော့ဂင်းထုတ်သည့်အတိုင်းပင်နှွေဦးမပေါက်ခင်မှောင်ခိုလီတွေခစ်ထလာ၏သူကိုယ်တိုင်နောက်ထပ်၃ခေါက်ရလိုက်သေးသည်ဘီယန်ကန်အန်စာကလက်မှိုင်ချရတော့၏ရှင်တမမဖြစ်နေတော့လဲဂျူဒစ်မပူရုပ်ဆောင်နေရသည်ဒီလိုမိုက်မိုက်ကန်ကန်တစုထိုးလုတ်တက်သည့်အမှုအချင်းတွေကြောင့်များသူ့ကိုပိုချစ်နေမိသလားမသိယုံချတော့အစွမ်းလားပါလားမသိဒုတိယသားကိုလွယ်လွယ်ကလေးမွေးနိုင်သည်အောင်စရာပင်ခရစ္စတိုဖာကိုလံဘတ်စ်ဟုနာမည်ပေးဖို့ဂျူဒစ်ကတိုက်တွန်းသည်စိတ်ထဲမှာကို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 လံဘတ်စ်လို့ထင်လာတယ် ဒီသားလည်းမှအစ်အဆန်းတွေတွေ့ခဲ့ရတယ်မလားကဘာအစ်ကိုရောက်နေတယ်လို့ပဲဖီလစ်ကကိုလံဘတ်ဆိုတဲ့နာမည်ကိုကြိုက်ပါဘွာခရစ်စတိုဖာဆိုတော်ရော့ဘောဟုဆိုသဖြင့်ဒုတိယသားရတနာ၏အနတ္တတညာခေါ်စရာမှာခရစ်စတိုဖာဖြစ်သွားလေသည်ဒီတော့မှဂျူဒစ်တခါကပြောမှုသည်ကိုဖီလစ်ပြန်စင်းစားမိသည်ဘာအဓိပ္ပာယ်နဲ့ပြောတာပါလဲအကူနဲ့လက်ထက်ရတာကဘာတစ်တခုကိုတင်မော်ဒစင်နဲ့ရွှဲလွှင့်နေရတယ်လို့ပဲတဲ့လေစီးရင်ချုပ်လိုက်တော့ရလိုက်သည့်အမျက်တွေမှာမယုံနိုင်စရာပဲ။ ငွေတွေရလာလို့လည်းပြောသည်စပိန်ကောက်ခွန်သမားတွေကိုလွတ်လွတ်ကျွတ်ကျွတ်အရှောင်တင်းလုံနိုင်သဖြင့်လဲဝမ်းသာနေ၏ဂျူဒစ်ကလေးကိုလူလီသေးမရှိဝယ်ပေးနိုင်တော်မူမက်ရှာရမီကမှန်ခိုလုပ်ငန်းမှာရိုးသားသည့်လုပ်ငန်းမဟုတ်၍မုခါရီမတော့ဖဲနေသည်ဈေးရိတ်ကျင်းနိုင်သမျှကျင်းအောင်လုပ်တော်လဲစိတ်ကန်းဝင်ပေးရသဖြင့်အမျက်နည်းနည်းပဲကြံသည်တဖြူတော်ရင်လဲဆောက်လုပ်ပြီးစီးနေပြီတိတ်မကြည့်လာပေမဲ့နေပြောသည့်အိမ်တစ်ဆောင်ဖြစ်ပါသည်တပုံထပြီးနှစ်နှစ်အကြာခရစ္စတိုဖာကလေးတစ်နှစ်အရွယ်တွင်ကားလက်ရောက်လာသည် နယူးအော်လီယန်သို့ကျွန်သွားဝယ်မိအကြောင်းဂျူဒီအာလာရောက်ပြောခြင်းဖြစ်သည်ဖီလီကာသူ့မိတ်ဆွေအလန်ဂျူဟန်၏လေကြောင်းဖြင့်တည်ယူဖို့ဆောင်ဖို့စီစဉ်ပေးသည်အလန်ဂျူဟန်မှာစစ်ပြန်တဦးဖြစ်ပြီးပိုင်စားမြည်တွေရခဲ့တော်လဲစိုက်ပျိုးရေးသမားဖြစ်မလာပဲခြံထွက်တစ်တွေကိုလေဆက်ရောင်းသည့်အလုပ်ဖြင့်အသက်မွေးနေသူအမေရိကန်တယောက်ဖြစ်၏လုပ်ငန်းတိုးချဲ့ရန်နယူးအော်လီယန်သို့သူကိုယ်တိုင်သွားပြီးဖောက်သည်ရှာမည်ကျင်းတဲ့လူမျိုးရောက်ကမကြီးကပပရောက်ရောက်ရှိသူဖြစ်၍ New Orleans တွင်လုပ်ငန်းအဆင့်ချောလိမ့်မည်ဟုမျှော်လင့်ထားသည် ကာလက်သည်နယူးအော်လီယန်ကိုတအံ့တအော်ရှောက်ကြည့်နေသည်အလွန်ထူးဆန်းသည့်မြို့ကြီးဖြစ်မြို့၏မျက်နှာစာကမစ္စစ်ဘီမြစ်ကြီးမြို့အနောက်ဘက်နယ်နိမိတ်တစ်လျှောက်မှမြို့ကြီးကမျက်စိတဆုံလူရိုင်းများရံမှကာကွယ်ရန်ရှေ့ရှေ့ရဆောက်လုပ်ထားသည့်မြို့ကြီးကုခစ်တွင်တိတ်အတုံးမဝင်တော့ပါလူရိုင်းတွေကလည်းတိတ်မရိုင်းကြတော့ဘူးလေရှွန့်ရီရီတွေထူပြောသည့်လမ်းများကိုကာလက်သဘောကျနေ၏ဆက်နေရသည့်ဆွဆွနေသည့်လမ်းတွေထင်ပါရဲ့လမ်းငင်းကြောက်တုံးတွေကရှွန့်ရီရီတွေစိတ်ထွက်နေသည်လေ ဘုရားရှိခိုးကျောင်းအဝင်တကဝကြီးတွင်မြင့်ရထားကြီးရက်တော့ဝေကောင်းဆာလာနှင့်အမျိုးသမီးတွေယထာဘဝအစင်းမုံကိုကြည့်ပြီးကားလက်သဘောကျနေသည်တကယ်ရွက်တွင်ပေချမ်းနေသည့်ရှင်ဆက်တွေဖြင့်အဝိအစားထိမှလဲဆိုရဖနက်လှလှလေးတွေဖွက်ထင်းနေမိမှလဲဆိုရသဖြင့်သတိကြီးစွာထားပြီးလျှောက်သွားနေကြပုံမှာကြီးလူကောင်းလာ၏နှစ်ချင်းပါတော်ဝင်တယောက်ဖြစ်တော်လဲသူတို့ဘရင်ညီဝတ်ကျောင်းကြီးဤမြင်ဝင်နှင့်ခေါလောင်းတံတွေကိုသဘောကျနေမိသည်ဘာသာစကားပေါင်းစုံရောထွေးပြောဆိုနေကြသည့်ကြွန်စည်းကိုကြည့်ပြီးပြောနေမိ၏ ကျင့်သစ်ဝိုင်အယောင်ဆိုင်များအထည်ဆိုင်များတွင်ဝဲသူတွေကြိတ်ကြိတ်တိုးနေသည်။ရောင်စုံပရိများတရိတ်ဆန်တောင်းမွေးအီကွန်များရောင်းသည့်ဆိုင်လည်းအများအပြားတွေ့ရသည်။မြို့ရောက်တခိုက်အရက်ဆိုင်မဝင်ပဲလမ်းတကာလျှောက်ပြီးသဘောကျနေသည့်ကာလက်ကိုကြည့်၍မစ္စတာဂျူဟန်ရဲသည်။ပြီးတော့အနန္တန်နှင့်မြင်ကွင်းတွေကြောင့်ကာလက်မူးနေသည်ကိုတွေ့ရတော့ဂျူဟန်နားမလည်နိုင်ဖြစ်သွားသည်။တတိယမြောင်နေ့မနက်တွင်ညအားရပါရပြေးပြန်လာပြီးနည်းနည်းခြားခြားအိပ်ပျော်နေသည့်မစ္စတာဂျူဟန်ကိုထားခဲ့ကပန်းညံနယ်သို့ထွက်ခဲ့သည် ဆံပလွန်မင်းကိုမှီပြီးထွက်ပြေးစားနေလုံးကြီးကိုကာလက်ငေးကြည့်နေသည်ပန်းရောင်နေဝင်းကြီးအားရေကာလာရိုးနှင့်လှေတွေကိုကြောပြီးမြင်နေရ၏ဘုရားဝေကျောင်းမှခေါင်းလောင်းတံတွေပြန့်လွင်လာသည်ပန်းညံထဲတွင်တာရိုင်းမွေးနှံသင်းနေ၏နယူးအော်လီယန်သည်ရွှေအစင်းကိုစောင့်နေ၏ထလန်လန်ဘုရားရှိခိုးကျောင်းမှဓမ္မဒေသံပြန့်လွင်လာသည်မြို့သူမြို့သားတွေဘုရားကျောင်းစီသွားနေကြသည် အချို့ဟာရထလုံးကြီးများဖြင့် အချို့ဟာခြေချင်းအစီကံတွေထမ်းလာသည်ဘောဖြင့်အခန့်သားထိုင်လိုက်လာသူတွေလည်းတွေ့ရ၏ ကမလေးတယောက်သူ့ကိုဖျက်ပြေးသွားသည်စကက်အဖြူကလေးတဝဲဝဲနှင့်မျက်စိစီတို့ပြေးသွားပြီးရေခါရာကြီးပေါ်ပြည့်တက်သွားသည်တံမရပင်တွင်အောက်ရောက်တွင်ခေါင်းစည်းပွင့်ရိုက်ပွားကိုချွတ်သည်ကာလက်ကိုကြောပေးပြီးမြစ်ပြင်ဖက်သူမျက်နှာမူလျက်လက်နှစ်ဖက်ကိုဆန့်တန်းသည်ပြီးမှလေးကိုတဝါကြီးရှုနေသည် နေရောင်တွင်သူ့ပဒုံးရောင်စပင်တွင်တဖိဖိတောက်နေ၏မြစ်ပြင်ကိုဖျက်တိုက်လာသည့်လေကကလေးမ၏အဝတ်အစားများကိုတဖျက်ဖျက်လှုပ်ခတ်နေစေ၏အဖြူရောင်ကောင်ဝင်အောက်မှခါးကျင်ကျင်ကလေးကိုကားလက်ငင်းကြည့်နေသည ကလေးမကတံမရပင်ရိပ်မှမျက်ခင်းပြင်ပေါ်တွင်ခေါင်းစည်းပွားကိုဖြန့်ခင်းပြီးထိုင်ချလိုက်သည်။ကာလတ်သူစီသူလျှောက်သွားပြီးစင်ကြီးရှောရီကတာပေါ်သို့ပြစ်တက်လိုက်၏။ဆယ်ဆက်ကံလောက်ရက်ပြီးစဉ်းစားပြေးလျင်သူခုလိုမှလုံမိလိမ့်မည်မဟုတ်။အနာရောက်မှဒီနယ်ကပြင်သစ်တွေစပိန်နှင့်အကြောင်းသွားသတိရသည်။အဖေရီမောင်တွေသည်သူတို့သားသမီးတွေနှမတွေအတွက်အမြဲထားသွင်းနေကြသူတွေဖြစ်၏။မိသားဖာသားပြည်ပြည်မိတ်ဆက်ပြီးယင်းသည့်သူမဟုတ်လျင်မိန်းကလေးတစ်ယောက်အားစကားပြောခွင့်မရှိပေ။ခုတော့သူပါမျှတတိမရတော့။နနေခင်းရဲ့ တံမြာပင်အောက်ကမင်းမပြူရဲ့သိပ်ပနံရနေတာကိုပဲတည်တည်ကောင်မလေးနေမျက်လုံးညင်းဆုံးမှာစကားပြောခွင့်မရှိကြောင်းပြေးတည်ရလိုက်ခြင်းဖြစ်သည်ဒါဖြင့်ဘာလုပ်မလဲပြောခွင့်ရှိသည့်တရားမင်းသည့်စကားကိုဟုတ်တိပတ်တိပြောရသည်မဟုတ်အယောင်းဝယ်ကိစ္စအတွက်ထမင်းစားရည်တောက်တော့တင်ထားသည်သို့တော်သူကလေးကိုတည်တည်ချာချာကြည့်မိတော့မှပြင်းတင်းမဟုတ်ပဲစပိန်မာကလေးဖြစ်ကြောင်းတွေ့ရသည်ဘာဆက်လုပ်ရမယ်မသိသည့်ဖြင့်ရက်ကြည့်ပြီးပြုံးပြလိုက်သည်ကလေးမတွင်ကြောင်ရုံထိတ်လန့်မှအနှင်းမတွေ့ရ ညခင်ပေါ်တွင်လက်တစ်ဖက်ထောက်ပြီးအံဟောသည့်အမူအရာဖြင့်သူ့ကိုပြန်ကြည့်နေသည်သေးသွဲနှမောင်နေသည့်မျက်ခုံးဝင်းနှစ်ခုမှာနှာရန်ရင်းတွင်ထိဆက်လူမခံဖြစ်နေသည်ကိုကာလသတိပြုမိနှုတ်ခမ်းအစုံကစတော်ဘယ်ရီရောင်ရဲနေသည်အသားရည်အားကလေးတစ်ယောက်လိုပြမျိုးမဲ့မထင်စပိန်လူမျိုးများသည်သူတို့မိန်းကလေးများကိုသူများလက်ထဲပေးဖို့မတရားတွန့်တိုကြ၏သို့သောစပိန်မိန်းကလေးများ၏လေဟိုက်လွန်သောအဝတ်အစားများကိုမူပိတ်ပင်ရကောင်းမှန်မသိကြကျွန်တော်ကိုခွင့်လွှတ်ပါနော်ဟုပြောပြီးကာလက်ပေးရနေသည် ကလေးမ၏မျက်နှာတွင်အာဟောခြင်းလက္ခဏာများပြဲမသွားသည်အလွန်မပီတသောအင်္ဂလိပ်စကားဖြင့်အာယူပြီးပြောသည်ရှင်ရှင်ကအင်္ဂလိပ်လားအင်းအင်းဟုတ်တယ်မင်းအင်္ဂလိပ်စကားတတ်တယ်နော်ကလက်ကဝမ်းသာအရာပြန်ပြီးမျက်ခင်းပေါ်တွင်ဝင်ထိုင်လိုက်သည် ကလေးမကနှလက်မလောက်တစ်ဖက်တူးသွားပြီးတိတ်မတက်ပါဘူးရှင်ရဘယ်သူလဲကို့နာမည်ကလက်ရှာရမင်းမင်းကိုဘာမှဒုက္ခမပေးပါဘူးနော် မင်းသိလာလုံးလုံးစကားလာမပြောပဲမနေနိုင်အောင်ဖြစ်နေလို့ပါသူကလေးကရဲပြီး gracias အဲ့လေကျေးဇူးတင်ပါတယ်လို့ပြောတာပါခဏလေးထိုင်ပြီးမင်းနဲ့စကားပြောခွင့်ရမလားယကိုဆိုလိုတာကိုကဒီရက်သားမဟုတ်ဘူးလေနယူးအော်လီယံမှာအတီကျွမ်းလဲတယောက်မှမရှိဘူးကလေးမကရေပြန်းကြီးပူရရှင်လာ၏သူ့ကိုခြေစုံကောင်းဆုံးကြည့်သည်အကောင်းဆုံးအဝတ်တွေထုတ်ဝစ်လာခဲ့မိသည့်အတွက်ကာလတ်ဝမ်းသာနေ၏ရှင်တို့အင်္ဂလိပ်တွေသိရေစရာကောင်းတယ် သူ့အတန်ဝဲလွန်နေသည်ကပင်တမျိုးချစ်စရာကောင်းနေသည်ရဲလိုက်လျင်ပိုရွေးချစ်စရာကောင်းသည်ဒါတော့ရဲစရာမကောင်းပါဘူးကွယ်အချောင်းတီပါရင်တော့မြဲရတော့ပါဘူးမင်းမအင်္ဂလိပ်လူမျိုးအတီကျွမ်းတယောက်မှမရှိဘူးလားနည်းနည်းပဲရှိတယ်ကိုကအင်္ဂလိပ်မဟုတ်ဘူးအမေရိကန်မှာကနေဒီကတ်အရက်သားပါအဲ့ဒါဘက်မှာလဲပင်လယ်ရဲ့ဟိုဘက်မှာလားဟွန်းမဟုတ်ဘူးမြောက်ပိုင်းမှာပါသူကတစ်ဖက်ကိုလှည့်ကြည့်သည် မြေဦးတစ်လျှောက်တွင်ကနေဒီကတ်ကိုမြင်ရနိုးနဲ့လှမ်းကြည့်နေဟန် ညညဘက်သူမကြည့်ပဲရေစုံအတိုင်းလှိုက်ကြည့်နေခြင်းဖြစ်သည်။မြောက်ဘက်ကအဲ့ဒီဘက်မဟုတ်ဘူးလေ။မင်းပြောင်းမြန်ကြည့်နေတယ်။ဒါမြောက်ဖက်ပါဆို။သူ့ဘာသူသဘောကျပြီးရေပြန်နေ။ရှင်တို့လူမျိုးတွေကတိတ်ခတ်တာပဲ။ New Orleans မှာရေရဟိုလိုစီးတယ်ပြောရင်သူတို့ကဘယ်လိုမှမယုံ။ဟိုလေဒီလိုကြွေတယ်။ဘလို့ဘလို့နောက်ပြန်စီရလို့ပြောရလား။ဘယ်ရလားဒီလို။သူကခင်းသားဒီခေါင်းစည်းပေါ်ပါပေါ်မှာလက်ညှိုးနေရေးပြရင် ဒီလိုဒီလိုဘာခေါ်တယ်အကွေအကွေမင်းနာမည်ကိုပြောပါအောင်။သူကခေါင်းငုံထားပြီးခေါင်းစည်းစာနာကလေးကိုဆော့ကစားရင်း Dolores Pontillo စပိန်လူမျိုးပေါ်ဟုတ်လား။သူကလေးကခေါင်းငိတ်ပြီးကျူပါမှာမွေးတယ်။ဒီမှာနေလိုက်ရင်ဖေနဲ့မရသေးပြီဒီမှာအတော်နဲ့လာနေရဲ့လေ။မင်းတော်ကစီကံကြီးသလားယင်သူ့စကားပြောနေတာတွင်စုမလား။ Dolores Mojidi တိတ်စီကံကြီးတယ် သူ့နာဘယ်မှမသွားရဘူးဒီမနက်သူဖះရှိကိုကြောင်းသွားနေအောင်ကျမလစ်ပြေးလာတာသူကျမကိုဖះရှိကိုနေတယ်ပဲထင်ပါနှက်ခင်ကတိတ်လာနေတယ်နော်ဖះရှိကိုကြောင်းကျမအမြဲတမ်းမလိုက်ချင်ဘူးမတလားရှင်မှာမဟုတ်တာကာလတ်မျက်မှောင်ကုတ်ပြီးဘရင်ကြီးတွေကဖះကြောင်းနေတိုင်းသွားရတယ်ဟုတ်လားဖះတရားတိတ်ကြည်ညိုတဲ့လူတွေလောက်ပါရှင်ရှင်ကဘရင်ကြီးမဟုတ်ဘူးလားဟွန်းမဟုတ်ရှင်ကဘာလို့လဲရှင်ကြောင်းပြောပါဦးကွန်ကွန်ပါဖြစ်တယ်ကျမမခေါ်ရဘူး နေဒီကကဟိုးဝေးမှာဒီကနေမြစ်ကိုစံတက်ရင်6လနဲ့7လထိကြာတယ်။ဒါမဲ့ကိုကအခုအမှမနေတော့ဘူးလေ။ဖလော်ရီဒါနောက်ပိုင်းကိုရောက်နေတယ်။ဟောအဲ့ဒါကဘာမှလဲ။အင်္ဂလိပ်ပိုင်းလူဝီစီယားနာလို့ခေါ်တယ်။နယူးယောက်လျှံရဲ့အထက်ဘက်ကြာတယ်။မစ္စစ်ဘီရဲ့အရှိဘက်ကမ်းပေါ်မှာရှိတယ်။သူ့မှာသားဖားနှစ်ယောက်ပဲရှိတယ်။အလုပ်ကတော့ဆိုင်ပြိုးပြီပေါ့။အော်ဒိုလာရက်စ်ပြုံးသည်။သူပြုံးလျင်နှုတ်ခမ်းကိုခက်ဆုဆုထားတတ်သည်။ ဘရင်မင်းမြတ်ပေးသနာတော်မူတဲ့မြေခွက်ကလေးရတဲ့လူတစ်ယောက်ပေါ့ဟုတ်လားကာလက်ကောင်းညှိပြသည်ခုနှုတ်အော်လီယံဘာလာလောက်တာလဲရှင်အမေရိကန်ဒေါ်လာရေးတယ်မပါဘူးလားဟွန်းဟွန်းမပါပါဘူးကပ်ပလီချွန်တွေဝယ်ဖို့ကိုလာခဲ့တာလေမြေရီရှင်းစရာအများကြီးကြံသေးတယ်ကာလက်ကမြက်ခင်းပေါ်ကိုတရောင်းနှစ်ဖက်နဲ့ထောက်ပြီးစပိန်မကလေးကိုမော်ကြည့်လိုက်သည်ကဲမင်းအကြောင်းပြောပါဦးဒိုလာရက်စ်တစ်ချက်တွေ့နေပြီးမှခေါင်းခါပြရင်ဘာမှပြောစရာများများမရှိပါဘူးဟုပြောပြီးညနာကလေးညှိုးသွားသည် ဒီမှာနေတယ်အတော်နဲ့နေတယ်အတော်ကမွေတယ်ဝမ်းခွဲမောင်နှမတွေလည်းရှိတယ်သူ့ကိုကြည့်ပြီးကာလက်စိတ်မကောင်းဖြစ်သွားသည်သူတို့ကမင်းပုံမှာမကောင်းကြလို့လားမစ်ဘွန်ဒီယူအော်အဲ့လိုမဟုတ်ပါဘူးတက်ကောင်းကြတယ်လက်နှစ်ဖက်ကိုဒူးပေါ်ရင်ပတ်တာဆက်ပြီးအဝေးစီသို့ငေးကြည့်နေသည် ကာလက်ကသူ့လက်ချောင်းကလေးများကိုလှမ်းဆုပ်လိုက်တော့ကလေးမဆက်ခနဲ့တွန့်သွားပြီကျွန်မသွားရမယ်အာခဏလေးနေပါအောင်ကွာဖျားရှိကိုကြောင့်မှကျမကိုရှာမတွေ့ရင်အတော်ကကျမကိုအခန်းထဲလောင်းပိတ်ထားမှာကျမသွားပြကြည့်ရောနော် ကာလကသူ့လက်ကိုကိုင်းထားစေဖြစ်ပြီးတနောက်မှမှန်ပြောနေရှာသည်။ကန်းညံနဲ့ဖြတ်ပြေးပြီးဖျားရှိခိုးမပြီးခင်ကျမအရောက်သွားမှာ။ကာလက်ဆက်တားသေးသည်မရတော့ရေခါရာအောက်သို့ဆင်းပြေးသွားတော့သည်။ကာလကသူ့လက်ကိုမလွတ်ဖဲပြေးလိုက်သွား၏။ကျမသွားမယ်စညော်ရဲတစ်ချက်လွတ်ပါ။သူကလေးဤလက်ကိုကိုင်းထားစေခဏလေးပါကိုမင်းနဲ့ဘယ်လိုပြန်တွေ့ရမလဲ။ဒိုလာရက်စ်ကဖျားရှိခိုးเจ้าကြီးကိုလှမ်းကြည့်ပြီးအော်တွေ့လို့မဖြစ်ဘူးရှင်။တွေ့ပြကြည့်ကွယ်ခဏလေးလေးထွက်လာလို့မရဘူးလားယင်။ဒီညာဖြစ်ဖြစ်ပေါ့။ ဟဲ့မဖြစ်နိုင်ဘူးဟိုကျမသွားတော့မယ်ကိုမင်းတို့တိတ်တဘောကြနေပြီခဏလေးလေးထွက်လာခင်နော်တို့မင်းတို့အချိန်ကြီးစောင့်ကြည့်မနေနိုင်ပါဘူးဒိုလာရက်စ်မယုံတော့ပဲဖျားရှိကိုကြောင်းစီကိုတလဲကာလက်ကိုတလဲကြည့်သည်အမေရိကန်မလေးတွေရောဒီလိုပဲလောက်ကြသလားဟိုလောက်တာပေါ့ညနေနေဝင်ကြရင်လာဆောင်လေညနေဖျားကြောင်းတစ်ခါလာရအောင်ပါကဲသွားမယ်နော်ပြောပြောဆိုဆိုပြေးထွက်သွားသည်ပြေးလာရင်ခေါင်းကြီးကိုစီးနှောင်သွားသည် ကျောင်းရှိရေပန်းကြီးနောက်တွင်ပြောပြက်ွယ်သွားသည့်အထိကာလက်ဆောင်ကြည့်နေသည်ညနေပိုင်းတွင် နေမဝင်မီကာလက်အစောကြီးကြိုရောက်နေသည်ဒိုလာရက်စတောရန့်နှင့်ပေါ်မလားသူ့တော်မနက်ကတိသွားပြီးအခန်းနှင့်အလောင်းခန်းနေရပြီလားမသိမောင်ရင်ပြိုးချိန်တွင်ဖျားရှိကိုကြောင့်နေမှသူဖြည်းဖြည်းမှန်မှန်လျှောက်လာနေသည်မျက်လုံးအားဟူကြည့်တည်ကြည့်နေတစုံတစ်ယောက်တွေ့သွားမည်ကိုအစိုးရင်ကြည့်နေပုံအနက်ရောင်ခြုံတွေကိုလွှမ်းလာသည်အနောက်မှာထိန်းတော်ကပ်ပလီမာကြီးလည်းပါလာ၏ကာလက်ကဝန်တာအာရပြေးကြသည် ထိန်းတော်ကြီးကိုစပိန်စကားနဲ့တခွန်းတခွန်းပြောလိုက်တော့ကပ်ပလီမာကြီးကြောင်းဝင်းနဲ့ပြန်ဝင်သွားသည်ကာလက်ကိုဒိုလာရက်စ်မော့ကြည့်သည်ခြုံနဲ့လွှမ်းထား၍သူ့မျက်လုံးတွေကိုကာလက်မမြင်နိုင်မီဖေးသွားထိုင်မလဲရင်လို့သူကမေးတော့ကာလက်ကသူ့လက်မောင်းကိုဆွဲပြီးဗန်းညံနဲ့သွားထိုင်မယ်လေဒိုလာရက်စ်ကခြုံနဲ့ဇာနာကိုပါဇက်နာထီဆွဲကတူတူပြောသည်ဟဲ့မဖြစ်ဘူးအလင်းရောင်ရှိနေသေးတယ်အတော်မေးဆွေတရားအောင်မြင်သွားရင်ဒုက္ခဖြစ်နေမှာ ဖျားရှိခိုးကြောင့်နေမျိုးတော်ခမ်းမအကြာမှောင်ရင်းကြကြတနေရကိုဒူလာရက်ကဆွဲခေါ်သွားသည်နှစ်ယောက်သားတန်းထိုင်ကုန်အဆုတ်ကြီးပေါ်တွင်ထိုင်ချလိုက်၏ကဲဒီမှာစကားပြောလို့ရတာပေါ့မှုံပြပြအလင်းရောင်နဲ့ဒူလာရက်ကခြုံနေကိုခေါင်းပေါ်မှာဆွဲချလိုက်သည်စင်ဆွေရောင်မျက်နှာကလေးဘွားကနေပေါ်လာသည်음ကွန်ဆက်ကွိုင်းတော့အကြာကြီးစောင့်နေရမှာပဲသူကကျွန်နေထိုင်တဲ့အနောက်ပိုင်းထဲမှာထိုင်ရတယ်လေဒူလာရက်တူတူပြောပြီးရေနေသည် ကျမတော့ဂျူနီတာသိအောင်အောင်နေတာညနေပိုင်းဝတ်ကြောင်းဆက်တတ်မယ်ဆိုလို့ငါတို့မှဘာသာရေးသိကိုကန်ဆိုင်တာပဲတဲ့အဖြစ်တွေကျူးလွန်ထားတာများနေလို့ပါဆိုပြီးကျမထွက်လာခဲ့တာလေကလက်ကရဲပြီးသူ့လက်ကလေးကိုစုပ်ကင်ထားလိုက်သည်ကိုရောမင်းတို့မင်းကလေးဘယ်တော့မှအဖြစ်ကျူးလွန်လိမ့်မယ်မထင်ဘူးအော်အဖြစ်တွေရှိတာပေါ့ညီမဝန်ငယ်တွေကိုကောင်းစားလာဝင်မနာလို့ဖြစ်တယ်အဖေကိုကောင်းငယ်မောင်ကခေါ်သွားပြီးကျမတယောက်တည်းစင်စင်ရဲထားခဲ့တဲ့အတွက်ဖျားသခင်ကိုစိတ်ထဲရနေမချေနဲ့ဘူး ီးတော့ကျမဦးတရားယောက်ျားပေးစမယ်။ဘာ?ယောက်ျားပေးစမယ်ဟုတ်လား။ဒါဖြင့်မင်းလက်ထက်ရတော့မှာပေါ့နော်။အเจ้าမဲအထိတ်တလန့်မေးလိုက်မိသည်။ကျမလက်ထက်ချင်ထက်မဟုတ်ရင်ဒီလားရှင်ဝေးရမယ်တဲ့။သူတို့ကျမအတွက်အပုပ်ကုန်ကြမခံနိုင်ဘူးလေ။ဟမ်?ဘာအပုပ်ကုန်တာလဲ။ဟမ်?အော်ဒီလိုလေသူတို့မှာသမီးတွေအများကြီးရှိတယ်။ကျမတို့ကအဝေးစားဝယ်မပေးနိုင်ဘူးပေါ့။ဒီတော့ကျမအဝေးလေးပါလေးဝယ်ပေးနိုင်မယ်လို့တယောက်နဲ့ပေးစားမယ်ပေါ့။အဲ့လူကြီးကိုကျမအလုံးလုံးမကြိုက်ဘူး။ မိမ၃ယောက်တည်ပြီးပြီတဲ့ကလေးရ၈ယောက်တဲ့ဦးလေးရပြောတယ်ညင်ရထားနဲ့ဗာနဲ့နင်းကောင်းကောင်းနေရမှာတဲ့ဒါမဲ့ကျမအဲ့ဒီဘူယူဘလူးမမကြိုက်ဘူးသူ့လေတန်းကတဖြည်းဖြည်းဝဲတီထဲဝဲလာပြီးမနေနားထောင်ပြီးအသေးပဲကောက်ယူရသည်ဒါမဲ့ကျမကလေလူငယ်တယောက်နဲ့ဒီမနဲ့မတိုင်ခင်ဒီတစ်ခါမှစကားမပြောဘူးကျမကိုပြန်နန်းကောင်မလေးလို့ထင်ပါပဲနော်နေလုံးလုံးဝင်သွားပြီးဖြစ်ဖြစ်အမောင်တို့ကထူထပ်လာသည်ကိုကိုကိုဘာလို့လက်မိမှန်းမသိပဲကလေးမကိုပြေးပြီးကာလက်နန်းလိုက်သည် သူ့အနံအုံတုံ့ပြန်နေသဖြင့်ကားလက်တအံ့တောဖြစ်သွားသည်။သို့တော့ခဏမျှသာသူ့ရင်ခွင်ထဲမှယုံထွက်ပြီးထရက်လိုက်သည်။ခေါင်းစည်းပွားကိုလက်ထဲတွင်တင်းတင်းဆုပ်လျက်ပထမစပိန်စကားတွေစစ်တနက်ပစ်တယ်လို့ပြောနေသည်။နောက်မှကျမကိုအဲ့လိုကောင်းမလေးလို့ထင်သွားလာရင်ဟုပြောပြီးထွက်ပြေးတော့သည်။သို့တော့ကားလက်လိုက်ပြီးအမိဖမ်းနိုင်သည်။အော်ဒိုလာရက်စ်ရဲ့ကိုအဲ့လိုမထင်ပါဘူးကွာ။မင်းကတိတ်လာတယ်တိတ်တနာစရာကောင်းတယ်လို့ပဲကိုကထင်တာလာပါကွာပြန်ထိုင်ပါအောင်ကို့ကိုအားလုံးပြပြပါလာရင် မင်းဘယ်သူမှမနမ်းမှုသေးဘူးလားခေါင်းငုံမီတိုးတိုးကလေးပြောသည်ဟွန်းဟွန်းမနမ်းမှု လာပါပြန်ထိုင်ပါဦးကွန်ကွန်ကွန်ဘသူအိမ်မေမကြီးကအိမ်ပြန်မထိုင်ဘူးလားပြန်ထိုင်ကြသည်ရုတ်တရက်ဒိုလာရက်စ်တွင်ပြောစရာတိတ်မရှိသလိုငိုင်းနေသည်ကာလကသူလေးကိုရင်ခွင်ထဲဆဲပွေထားလိုက်ခြင်းသည်မမွတ်တိတ်တိတ်နမ်းပစ်လိုက်ခြင်းသည်သို့တော်မရဲတော့အတန်ကြာမှသူ့ကိုယုံကြည်သွားသလိုစကားဆပြောသည်ဖေတို့ကစပိန်လူမျိုးလေး ျမမမွေးခင်စပိန်ပြင်ရာကျူပါကိုပို့လိုက်တာကျူပါမှာအိမ်မှာအိမ်ကြီးနဲ့နေရတယ်အဖေပေါင်းသွင်းနေရတန်တမန်တွေတယောက်နဲ့တယောက်လည်းမတည့်ကြဘူးအဲ့မှာကျမပြင်သစ်နဲ့အင်္ဂလိပ်စကားစတတ်တာလေဒါမဲ့ကျမအတန်းထွက်ကသိညံ့တယ်ကလေးမကကာလက်ကိုပြုံးပြုံးကလေးကြည့်နေသည်အတုံအာနာအမှုရာပြင်အော်သိနာထောင်ကောင်းပါတယ်ကွာကဲဆက်ပါဦးလွန်ခဲ့သည့်၃နှစ်ကဒေါ်လာရက်စီအဖေနဲ့အမေဆုံသွားသည် ဤသို့ဖြင့်နယူးအော်လီယန်ရှိဦးလေးတော်သူတယောက်စီရောက်လာသည်ဦးလေးလုတ်သူကဒုမအတွက်အကောင်းဆုံးစီစဉ်ပေးခြင်းဖြစ်သည်သီလရှင်ဝတ်မလားလင်းယူမလားဆင်းရဲသူမင်းကလေးတယောက်ဖို့ဒီနှလန်းသာရှိသည်သူတို့ကပြောတယ်နင်သီလရှင်ဝတ်လို့ဖြစ်မှာမဟုတ်ဘူးတဲ့ဒီတော့ယောက်ျားပဲယူတဲ့ဒီကလေးမှသီလရှင်ဖြစ်ဖို့မသင့်ဟုသောအချက်ကိုတော့ကာလတ်သဘောတူသည်သွားကလေးတစ်ချောင်းကျိုးနေသည်ကိုမနက်ခင်းကသတိထားမိသည်နှုတ်ခမ်းကလေးကိုခက်စီစီထားပြီးရေရက်သည် ဘာကြောင့်တွားကြတာလဲဟူမေးကြည့်တော့ဟာဘာနာမှာမြင်းမော်ကလိမ့်ကြတာလေဘာမှမသိတာပါဘူးအာသိတာတာပေါ့တောင်ရဲ့အနေရခတ်တာပဲဘလို့ဘလို့ကာလက်တန်တော်မိလိုက်သည်ဒိုလာရက်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကျမဘာပြောလိုက်လို့လဲကာလက်ကရဲနေသည်ဒိုလာရက်ပြောသည့်အင်္ဂလိပ်စကားတွင်ဒေါသတင့်စီမြင့်အုံနှုံးကလေးတွေပပလာရက်သည်ဒါဟုတ်တယ်ရနဲ့တအန်တော်ဝင်ထောက်မိသည့်အတွက်ကလတ်စင်မကောင်းဖြစ်သွား၏ခုမှတော့ရှင်းပြရတော့မည် မိန်းကလေးတွေအနေနဲ့ရရင်ကြီးကြီးပြောမယ်ဆိုရင်တောက်ဆိုတဲ့စကားလုံးမသုံးရဘူးကွ။အော်ကျမတောက်မှတ်ပါတယ်ရှင်။ကျမအဖေအိမ်လာတဲ့လူကြီးတွေကြတော့ခဏခဏအဲ့လိုပြောတယ်နော်။ဒါပေါ့သူတို့ဘာသာပြောပါစေလေ။အဲ့စကားလုံးတွေကမကောင်းပေါ့လေဟုတ်လား။อืม။อืมကျမနောက်မပြောတော့ပါဘူး။ထိုးစဉ်အထင်းတော်ကြီးရောက်လာသည်။စပိန်စကားတွေအပြန်အလှန်ပြောကြသည်။ဖျားရှိခိုးပြီးသွားပြီကျမပြန်ရအောင်မယ်။နောက်ပြန်ကြရင်လည်းအခုလိုပဲလစ်လာခဲ့ဦးနော်။ ကာလက်ကဇေယထက်တန်စွာပြောလိုက်၏ဒူလာရက်ကောင်းငင်ပြီးဟုတ်ကဲ့ဟုဂရီပေးသွားသည်အာဘိနာဆင်မိသားတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရဲ့ရှင်အပိုင်းရှိကိုလည်းဆက်လက်ဆောင်မြော်နာဆင်ပေးပါအောင်ရှင်